ရန်တော့ဟေ့ဆိုရင်ကြုံတော့ရတရလုံးမသိတဲ့သူမရှိပေနာမည်နဲ့လိုက်အောင်အပြောအဆိုကျန်းတန်းလာတယ်မိချမ်းကမိဘများရှိစဉ်ကလေးကငစိမ်းရောင်းသောအလုပ်ကိုလုပ်ကင်နေရှိတယ်ကြုံတော့ရအပြင်တခြားရတွေကိုပါလှည့်လေရောင်းချတယ်ကြုံတော့ရမှတနအီခန့်သွားရသောမြို့တွင်ငါးများကို ဖောက်တဲ့ဈေးဖြစ်ဝယ်ယူပြီး ကျုံတော့ရနဲ့တခြားရများကိုလိုက်လံရောက်ချရတယ်။မိချမ်းကငါးမြောက်ကိုရောက်ချရရတွင်အလေးချိန်ကိုခိုးယူလေးရှိတယ်။အလေးချိန်ခိုးရာတွင်ချိန်ခွေနှစ်ဖက်အားအမှတ်အသားပြုလုပ်ထားတယ်။ငါးထဲမိခွက်ကိုအမှတ်အသားလုပ်ထားပြီးချိန်ခွေအောက်ဖက်တွင်ပွဲလျက်ဆေးကလျက်ရှိတဲ့အရာတစ်ခုကိုကတ်ထားလေးရှိတယ်။ထိုဘက်မှာငါးထည့်သောအခါပွဲလျက်ကြောင့်လေးပြီးအလေးများများထည့်ရပြီးငါးနေနေပဲပေးရတဲ့အတွက်ကြောင့်မိချမ်းအမျက်ပိုကျအောင်လုပ်လေးရှိတယ်။ဝယ်ယူသူက ငါအရှင်မလူချင်းလင်းတက်ပေးသေးတယ်။မိချမ်းတွင်လေးဖြက်နေသောယောက်ျားနှင့်တားတယောက်သမီးတစ်ယောက်ရှိတယ်။ ။သားနဲ့သမီးကအရွယ်မရောက်သေးတော့တမိသားစုလုံးအတွက်မိချမ်းကပဲရှာဖွေကျွေးနေရတယ်။တနေ့တွင် မြို့တွင်ငါးယူရန်အတွက်မိချမ်းဆော့ဆော့ထပြီးလမ်းလျှောက်ခါသွားတယ်။ကားဖြစ်သွားရင်မြန်တော်လဲကားကကုန်ပြီဆိုရင်လမ်းလျှောက်သွားခြင်းဖြစ်တယ်။လမ်းတွင်ရေစာလျင်ရေတောက်ရန်အတွက်ရေတဘူးလဲထည့်သွားသေးတယ်။တနာ ਈ ခွဲခန့်လောက်လမ်းလျှောက်ပြီးတဲ့နောက်မှာတော့ငါးတိုင်ကိုရောက်ရှိသွားပြီးငါးများကိုဝယ်ယူတော့တယ်။အာကုသို့အလုံလုံးနေပေမဲ့မိချမ်းကအလူအတန်းမလို့ကုသို့ဆိုတာဘာမှမသိလှူတဲ့ဆိုတာကိုလည်းလက်မခံပြီးမိချမ်းစိတ်ထဲတွင်တော့ ပေးရင်ကုန်မယ်၊လှူရင်မွဲမယ်လို့ပဲတွေးထားတဲ့သူဖြစ်တယ်။ငါအရှင်များကိုစိတ်ကြက်ရွေးချယ်ပြီးတဲ့နောက်ပတ်စံရှင်ကအိမ်သို့ပြန်လာခဲ့တယ်။လမ်းရောက်တော့ဒကမာကြီးရေပါရင်ဖုံဖုံကိုလှူပေးပါလား။ဖုံကြီးတစ်ပါးရေစာနေသည့်အတွက်မိချမ်းစီကအလှခံတယ်။"အိုတော့ရှုပ်ရှုပ်ရှက်ရှက် ကျုံမှာဘာရေးမှမပါဘူးတခြားလူရှိသွားတောင်းဘဲ့နဲ့တော့ဂရုံတုံးပြီးဒီအဝါရောင်ခြုံထားတာနဲ့ပဲကို့ဘာသာကိုရှာမစားပဲလိုက်ပဲတောင်းရမ်းနေတော့တာပဲထို့တို့ပြောပြီးမိချမ်းထွက်သွားလေတော့တယ်မိမိတွင်ပါတော့ရေကိုလည်းမှတ်လူခဲ့ပြီအိမ်ပြန်ရောက်တဲ့အခါငါအရှင်တကောင်အာယူ၍ခေါင်းအားအုံနိကေဖြစ်ထုတက်လိုက်တယ်လက်မှန်သည်ဟုပြောရမလားမသိတစ်ချက်ထုလိုက်တာနဲ့ငါမှခဏမျှလူးလိမ်သွားပြီးငြိမ်ကြသွားတယ်ငါ၏အကြီးကိုများကိုတေချာထိုး၍အပိုင်းအတုံးများတုံး၍ချက်တော်တယ်မိချမ်းသည်တခြားငါများကိုမစားငါတစ်မျိုး တဲ့ကူသာစားတယ်။ထမင်းချက်ပြီးဒီနေ့မိချမ်း၅ရောင်ထွက်တော့တယ်။ဟော်ဒီကငားရီရမယ်နော်လက်လက်ဆက်ဆက်တွေနော်အလေးမှန်ဈေးမှန်ပဲမိချမ်းနော်ယူကြအောင်မလားဘာငားရီပါလဲမိချမ်းရေငါကတော့အစုံမဲအမရေငရက်ငခုငပြေမငမွေရုံးငချင်းငတလောက်အစုံမပဲအမရေငခုပဲဈေးလဲတစ်ဆယ်သားကို800လေးအမဈေးကြည့်လိုက်တာမိချမ်းရေအမရေမိချမ်းလဲတိတ်အမျက်မရှိပါဘူးအလေးမှန်ဈေးမှန်မိချမ်းမှာမိချမ်းမှုသားတုံးလိုက်ချင်းမှာ ငါးချိန်တော့လေမိချမ်းတွင်ချိန်ခွင်တွင်အလေးခိုး၏ဈေးလဲတင်ထားတယ်ငါးတွေကအရှင်နေမိချမ်းရဲ့လုတ်ဝေပါအောင်မိချမ်းလဲငါးတွေကိုမြေပြင်ပေါ်ချားပြီးအလေးဖြည့်ထုလိုက်တယ်ငါးတွေခေါင်းတွေကကြေးမွသွားပြီးသွေးများကမြေကြီးပေါ်ကိုကျသွားတယ်ထို့သောလုံနေသည်ကိုမိချမ်းကျင်းနေနေသည်အလားပြုံး၍ကြည့်နေတယ်သူမစီကငါးဝဲသူများကိုသူမကကိုယ်တိုင်တက်၍ပေးတယ်အသက်၁၀နှစ်သမီးလေးအရွယ်မှစ၍ထိုအလုတ်ကိုလုတ်ကင်ခဲ့သည်ယခုပင်မိချမ်းအသက်၃၀ကျော်နေပြီကုသိုလ်အလုတ်မိချမ်းမှာဘာမှမလုပ်ပေအိမ်ရှိစွန့်ငံကြွလျင်စွန့်မလောင်းတဲ့အပြင်ဆဲလှော लाई दे रहे हैं သူမမိဘများကလည်းငစိမ်းရောက်တဲ့အလုပ်ကိုသာလှုပ်ကင်စားတော့ပြီးသူမငငယ်ကလေးတဲကငားဟင်းတစ်မျိုးပဲစားတယ်အခုအရွယ်ရောက်တဲ့အထိတခြားဟင်းများကိုမစားပဲငားဟင်းအလွန်ကြိုက်သူဖြစ်တယ်အမေရဲ့တားတို့ဒီငားဟင်းတွေမစားကြတော့ဘူးအမေကိုကိုလည်းအမေပြန်နှန်းကြည့်အောင်ညှိစော်ကိုနန်းနေပြီရှာမရှည်နဲ့စားเสียရရှိတာစားငါထလှုပ်လိုက်ရရင်သေုံးမယ်မိချမ်းကလက်သွက်တယ်ပါဇက်ကလည်းပြောကရှိသေးလက်ကကောက်ခနဲ့ပြီးသွားတယ်မိချမ်းသားလေးမှဘာမှမပြောတော့ပဲခေါင်းလေးပုတ်ခါထမင်းစားနေတယ်ရှင်ကဘာဖြစ်လို့မစားတာလဲ ညီစော်နန်နေလို့ပါကွာရှင့်မလဲနော်တောက်လောက်ကဖြစ်မလုံနိုင်ဘူးထိုင်မျိုးနေတာတောင်မှပဲတောက်ကြီးကများနေသေးတယ်မမျိုးနိုင်ရင်လည်းမမျိုးနဲ့တော့ရှင့်လဲမသိနိုင်ဘူးမြ мян သိမ့်မအေးမယ်တကယ်တည်းလင်းယောက်ျားကိုလည်းယူသေးလေးစားရမှန်းမသိနေ့စဉ်နေ့တိုင်းပြောဆိုစုပူနေတယ်မိချမ်းတီလက်ရဲစရဲရှိတယ်ပြောရဲဆိုရဲနှုတ်ကလည်းကြမ်းဟဲ့မိချမ်းထွက်ခဲ့စမ်းအော်မျိုးကြီးမဘာကိစ္စရှိလို့လဲငါ့ရင်လာပြီးအော်ကြီးဟစ်ကျင်နဲ့ ဒါနစ်အမေလင်အိမ်မဟုတ်ဘူးနစ်စီလာမတော့ဘာကိစ္စရမှာလဲပတ်စံကိစ္စပေါ့အတိတ်မေ့တယ်လို့လူရွှေပြောက်တယ်လို့လူလုံးမနေနဲ့နော်ဒီမှာနစ်ပတ်စံကိုမရှိလို့မဟုတ်ဘူးတောက်မြက်ကလွန်လုံးကိုမပေးတာအေးဘက်နဲ့တော့သူများတွေရှစ်ချက်တိုးရှင်ကဆက်နှစ်ချက်တိုးတောင်အခုလဲသုံးလမပြေသေးဘူးပြန်ရင်းပေးရမှာပေါ့ရွာထဲမှာလူများမိချမ်းတို့ရံဖြစ်တံကိုဝိုင်းအောင်ကြည့်နေကြတယ်ကစေးနေပြီးအမျက်ကြီးစားနေတဲ့မျိုးကြည်မနဲ့နှုတ်ကျန်းတဲ့ငစိမ့်တယ်မှာမိချမ်းတို့ချီကောင်းတော့ပွဲပင်ဖြစ်တယ်နင်းသူများကိုပဲအပုတ်ချမနေနဲ့နင်းကိုယ်တိုင်ကရောငါးတွေကိုဇီးတက်တက် ာသာနဲ့ဝယ်ပြီးအညက်ကြီးနဲ့ပြန်ရောင်းတဲ့အပြင်အလေးကလည်းခိုးသေးတယ်လေနေမြင်လားကောင်မငါအလေးခိုးတာနှစ်တောက်လုံးမြင်းလားမြင်းစရာမလိုဘူးနေနှိမ့်ချင်းညာချင်းပတ်စံရှိလာတာအလေးခိုးပြီးအမျက်တင်ရောင်းလို့ပေါ့ဟဲ့နေမဟုတ်တာတွေမပြောနဲ့နော်ဒါဆိုနင်းကြိမ်ပြလေနေအလေးမခိုးဘူးဆိုရင် ထိုစကားကြောင့်မိချမ်းတုံ့လှုပ်သွားတယ်။မကြိမ်ပြလျင်လဲ၊သူမအလေးခိုးတာလူအများသိမိဆိုသောကြောင့်50ရောင်းလို့လည်းရမည်မဟုတ်တော့ပေ။ကြိမ်နေဟာတကယ်လို့ငါသားအလေးခိုးခဲ့ရင်ငါလုပ်ခဲ့တဲ့အာဟုသူတွေကြောင့်ကုသိုလ်ဝေဒနာကြီးစွာခံစားရပြီးအသေးစိုးနဲ့သေပါစေတော့။ထို့သောကြိမ်လိုက်တော့လူများလည်းမိချမ်းကိုယုံကြည်သွားတယ်။ မျိုးကြည်မကလည်းပြန်သွားတော့တယ်မိချမ်းကတော့ကျိန်နာကဘာမှမဖြစ်ပါဘူးဟုပေါ့ပေါ့ဆဆတွေးပြီးအရင်လုံနေကြအလုံမျိုးကပဲဆက်လုံနေတော့တယ်ဒီလိုနဲ့နှစ်တည်းကြာလာတဲ့အမြောင်မိချမ်းအသက်ပင်90ပြည့်လို့ဒေါ်မိချမ်းပင်ဖြစ်နေပြီငါရောင်တော့အလုတ်ကိုပင်မစွန့်လွန်နိုင်သေးအလေးခိုးတဲ့အကျင့်ကိုလည်းမပြင်းသေးငါဟင်းတမျိုးကိုစားတော့အကျင့်ကလည်းမပြောက်သေးပြီမိချမ်းအမျိုးသားကတော့ဆုံးသွားပြီတာသမီများကလည်းအပြူလူပြူများပင်ဖြစ်နေပြီတနေ့မှတော့မိချမ်းနေမကောင်း၍အိပ်ရတဲ့လဲတော့တယ်လဲလဲမလျှောက်နိုင်သလိုစကားလည်းမပြောနိုင်ပြီတစ်ချိန်ကအာချမ်းနှုတ် က်ချမ်းမီတော့မိချမ်းတယောက်စကားမပြောနိုင်ပြီ။သားသမီးများကလှုပ်ပြီးတော့လဲမိချမ်းကပြန်မကောင်းလာပြီ။နောက်တော့တဖြည်းဖြည်းနဲ့မိချမ်းကမှငါးကြီးကုံလုံးအရာများထွက်လာပြီးပူလွန်းလို့လည်းမအော်နိုင်။လဲလဲမလျှောက်နိုင်၍လူးလိမ်နေပြီးပူလွန်းသောဝေဒနာဒဏ်ကိုခံစားနေရတယ်။တနည်းအားနဲ့တနည်းအားကိုဝမ်းလျားမှောက်သွားရသောဘဝကိုရောက်သွားတယ်။အာကုတ္တကြီးမားတဲ့မိချမ်းတယောက်ဝေဒနာများကိုလူးလဲခံစားနေရင်းနာပင်မိုးချိုပြစ်ခံရကတေသွားလေတော့တယ်။ကျိန်နာဟာတကယ်လို့ငါသာအလေးခိုးခဲ့ရင်ငါလုခဲ့တဲ့အာကုတ္တကြောင့်ဒုက္ခဝေဒနာကြီးစ ွာခံစားရပြီးအသေးစိုးနဲ့သေပါစေတချိန်ကချိန်ခဲ့တဲ့နှုတ်ကျန်းရှာကျန်းကဲ့သို့မိချမ်းရဲ့နောက်ဆုံးထွက်သက်ကဘဝကူးမကောင်းခဲ့ပေနောက်တန်တရားများတွင်လည်းမိချမ်းဘယ်အချိန်ထိဆက်ခံနေရအောင်မလဲဆိုတာမြည်သူမျှမသိပေဇလန်းလေးကဒီမာတွင်ပြီးဆုံးသွားပါပြီရှင်ယခုလိုစိတ်ဝင်စားဖွယ်အကြောင်းအရာလေးများကိုထမှန်ဖော်ပြပေးသွားအောင်မှာမို့ Dream Channel လေးကိုစောင့်မျှော်နားဆင်ပေးဖို့မမေ့လိုက်ပါနဲ့နော်အားလုံးပဲ Good night ပါရှင်